လူတီနေတဲ့ကဘာကျော် group fitness program တစ်ခုစီအားလုံးမင်္ဂလာပါ level up with the body ကျွန်တော်တို့တပ်ပိုင်းမှာဆိုဒီနေ့မှာတော့လူတီနေပြီးတော့ကဘာကျော်တဲ့ group fitness program တစ်ခုအကြောင်းကိုပြပြချင်ပါတယ်ဆိုကျွန်တော်နိုင်ငံမှာ group fitness နဲ့ပတ်သက်လာရင်တော်တော်များများသိရတော့ယောဂဆွန်ဘာ so europe is society တော်တော်များများဖြစ်စားပါမယ် so ဒီနေ့မှာတော့လူတီနေပြီးတော့ ကဘာကျော် program တစ်ခုလည်းဖြစ်လို့တက်လို့ကျွန်တော်နိုင်ငံမှာလည်းလူပြီးနေတယ်နာမည်ကြီးတဲ့ program တစ်ခုကြောင့်ပြောပြချင်ပါတယ်အဲ့ဒါကတော့ body combat ဖြစ်ပါတယ်ဘော်ဒီကမ်ဘက်က high calorie band ဖြစ်တဲ့အကြောင်းမိမိရဲ့ခန္ဓာကိုယ်အလေးချိန်ပေါ်မှာမူတည်ပြီးတော့ calorie 900နဲ့940ထိတောင် လောင်ကျွမ်းပါတယ် one of the top fellows walkout လို့လည်းနာမည်ကြီးပါတယ်ဆိုလိုတာကအကောင်းဆုံးထဲမှာတစ်ခုဖြစ်တဲ့ fellows program တစ်ခုဖြစ်ပါတယ်အကောင်းဆုံးနဲ့နာမည်ကြီးဆုံးက3လတခါ update ဖြစ်နေတဲ့တခြင်းတွေကို body combat ကတုံးထားတာအတွက်ကြောင့်ကျွန်တော်တို့လေ့ကျင့်ခန်းလုပ်ရင်လေ့ကျင့်ခန်းလုပ်တယ်လို့မခံစားရအောင်အားနဲ့ပါနဲ့ထိုးတာကြိတ်တာတွေကိုကျွန်တော်တို့ class တနားရီအတွင်းမှာလုပ်လို့ရမှာဖြစ်ပါတယ်ဆိုတော့အဲ့အတွက်ကြောင့်ကျွန်တော်တို့တနေ့ကုန် ပင်မန်းနွမ်းနေမှုတွေလည်း glass မှာပေါက်ကွဲပြီးတော့ခြေပြတ်နိုင်မှာဖြစ်ပါတယ် so no equipment no experience no equipment so body combat က mix martial art ဒီ thora kana တွေကိုအခြေခံထားတာဖြစ်တဲ့အကြောင်းကျွန်တော်တို့ကရိယာပစ္စည်းလုံးဝမလိုဘဲနဲ့စောင့်နိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ no experience body combat join မို့ကျွန်တော်တို့အခြေခံကိုခံပညာတွေဒီ MMA တွေ boxing တွေ karate တွေတက်ဖို့မလိုပါဘူးလုံးဝကိုကဘာမှမတက်ဖ ೇನೆ လဲ ဒီ body combat class ကို join နိုင်မှာဖြစ်ပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ပုံမှန် gym ဆော့သလို traditional workout တွေမဟုတ်ဘဲနဲ့အဒီနေ့ရှင်းအောင်ကြတာဆော့မယ်။ဒီနေ့ပေါင်ကြတာဆော့မယ်။ဒီနေ့လမောင်းကြတာဆော့မယ်။ဒီလို traditional workout တွေမဟုတ်ဘဲနဲ့အချိန်တနာကြီးပဲပြေုံနဲ့ခန္ဓာကိုယ်မှာရှိတဲ့တကိုယ်လုံးက muscle တွေကိုထိရောက်တဲ့ modern workout လည်းဖြစ်ပါတယ်။ဆိုရတဲ့အကြောင်း body combat ကိုလုံးဝမ drive မှုဆိုရင် ကျွန်တော်ဒီဗီဒီယိုအောက်မှာ ပေးထားတဲ့လင့်ကနေတစ်ဆင့် body combat ရှိတဲ့ခြင်းတွေကို join နိုင်မှာဖြစ်ပါတယ်ဆိုတော့အားလုံးကျေးဇူးအများကြီးအများကြီးတင်ပါတယ်ဗျာ